လောလောဆယ်တော့မရှိပါဘူး။ तू आ तू လုံနေ तू လာတာလေ။ကျွန်တော်ကကျွန်တော်လည်းဒီမှာကျွန်တော်မိသားစုနဲ့ဆိုအဲ့ဒါကျွန်တော်တိတ်အရင်တော့ဟိုကမလုပ်ဖြစ်ဘူးမစုံဖြစ်ဘူးဟုတ်။တချင်းဆိုတာကတော့ဟိုကဘယ်ချိန်မဲဆိုဆိုဒီဟာကတော့ရင်မတ်ထဲမှာရှိပြီးသားကိစ္စဆိုတော့ကိုကကိုဘယ်နေရာဟိုအရွယ်အဲ့ဒါတွေမိသွားတတ်ပါလေတချင်းဆိုတဲ့အချိန်အဲ့ထက်မှစီမျောနေရပါပြောချင်တာဟုတ်။ ေကနေလာရတယ်။ကုန်ကြစိတ်တွေများရတယ်။အဲ့လိုကုန်တာနဲ့သူတို့ကြီးကျင်တဲ့ဟာလေးလည်းမကြီးလိုက်ရအောင်အဲ့အတွက်လည်းဟိုမြို့ခံတယောက်အနေနဲ့လည်းစိတ်မကောင်းဖြစ်မိပါတယ်။ဒီဘဝကုမာဆုံးမင်းရဲ့နာရှင်ရဲ့တော့အဲဒီထက်မကပို့ပြီးတော့အောင်မြင်တိုးတက်ပါစေဆိုကျွန်တော်ဆုမကောင်းတောင်းပါတယ်ဒါကျွန်တော်ရဲ့အမျိုးဆိုင်လည်းဟုတ်တယ်ဗောနော်အဲ့တော့ ူကဒီတောင်ကြီးအပြင်နောက်ထပ်တခြားမြို့တွေလည်းဆိုင်ခွဲတွေလည်းအများကြီးရှိတယ်ထပ်ပြီးတော့လည်းတိုးပွားအောင်စုမုံအောင်တောင်းတယ်တကယ်လည်းဟိုဥယျာဉ်တွေကလက်လိုက်လေလေပို့ပြီးအောင်မြင်စေချင်ပါတယ်ဟုတ်ကဲ့ပါတချင်းဆိုတာကတော့ဟိုဘယ်ချိန်မှဆိုဆိုဒီဟာကတော့ရင်မတ်ထဲမှာရှိပြီးသားကိစ္စဆိုတော့ဟို ကိုယ့်အကူပဲနေရဟိုအရွယ်အဲ့ဒါတွေမိသွားတတ်ပါလေတခြင်းဆိုတဲ့အချင်းအဲ့ထက်မှစီမျောနေရပေါ့ပြောချင်တာဟုတ်ဒလို့တယ်တော့မရှိပါဘူး तू ကသူ့လုံနဲ့သူလာတာလေကျွန်တော်ကကျတော့လေဒီမှာကျွန်တော်မိသားစုနဲ့ဆိုအဲ့ဒါကျွန်တော်တိတ်အရင်တော့ဟိုကမလုပ်ဖြစ်ဘူးမစုံဖြစ်ဘူးဟုတ်အဲလောလောဆယ်ကတော့အဲချူဟိုပွဲလေးတွေပေါ့နော်ပွဲလေးတွေဆိုတဲ့ချိန်လောက်မှာပဲကျွန်တော်ရန်ကုန်ဆင်းနေမန္တလေးဆင်းနေခါလေးနေပြီးတော့ပေါ့နော်အခုလက်တလောအဲ ဟိုပွဲလေးတွေရှိတဲ့နေရာလေးတွေသွားဖြစ်တာပေါ့နေတာကတော့တောင်ကြီးမှာပဲနေတယ်ကလေးအကြောင်းလည်းတောင်ကြီးမှာပဲထားထားတော့ဟုတ်အဲတခြားအလုပ်လေးတွေလည်းရှိပါတယ်ဟုတ်အဲတောင်ကြီးသားတွေကတော့ဒီဆောင်တိုင်းကအသေးပေါ့တောင်ကြီးသားတွေရဲ့ဒီဆောင်တိုင်းဆိုရင်အဝေးကြီးမှာရှိနေတဲ့သူတွေလည်းအားလုံးလည်းပြန်လာခြင်းနဲ့ပြန်လာလို့ရတဲ့သူတိုင်းလည်းပြန်လာခြင်းနဲ့ပြန်လာလို့မရရင်လည်းအဝေးကနေကြည့်ပြီးတော့အများတန်းရင်ခုန်ပြီးတော့ပျော်နေတာပေါ့ တောင်တဆောင်နိုင်အောင်တော့အားလုံးချစ်ကြတယ်လေဟုတ်မိဘုံပြန်ရတော့ဒါဟိုတစ်နှစ်တစ်မျိုးပေါ့မယိုးနိုင်တဲ့ဟိုပုံပြင်နေအများကြီးရှိပါတယ်ကျွန်တော်တို့လည်းလူငယ်ဘဝကဒီအထက်မှအများကြီးအချိန်ကြီးကုန်ပြီးတော့အများကြီးနစ်မြောခဲ့ပူပါတယ်ဟုတ်ဒီနှစ်ကတော့တချို့ဧည့်သည်တွေအတွက်ဟိုစိတ်မကောင်းဘူးပေါ့နော်ဟိုနေ့ကဆိုရင်ကလေးចောင်းပို့ပြီးတော့လာပြကျော်တရက်ဆိုအကုန်လုံးပြန်ဆင်းကြပြီလေပြန်ဆင်းကြပြီဆိုတော့သူတို့မြင်တဲ့အချိန်လဲကိုလည်းအော်လို့အဝေးကနေလာရတယ်ကုန်ကြစည်တွေများတယ်အဲဒီခုလက်ရှိအချိန်နေမှာလဲ အားလုံးကတံဖိုးလေးတွေကလည်းမြင့်နေတာဗောနော်ပြောချင်တာအဲ့တော့ဟိုအဲ့လိုကုံတာနဲ့သူတို့ကြီးကျင်တဲ့ဟာလေးတွေလည်းမကြီးလိုက်ရအောင်အဲ့အတွက်လည်းဟိုမြို့ခံတယောက်နေနဲ့လည်းစိတ်မကောင်းဖြစ်မိပါတယ်သူတို့လည်းနောက်တစ်နှစ်ကြာရင်လည်းဒီထက်ကောင်းတဲ့ဟာလေးတွေမြင်နိုင်ပါစေတွေ့နိုင်ပါစေလာပြီးတော့လည်းပြောရှင်းနိုင်ပါစေလို့လည်းစုမကောင်းတောင်းပါတယ်ဟုတ်